မြောင်းများအထခါချောင်းမှာအုပ်စုဖွဲ့ပါရိုက်ခဲ့သူများကိုရောဖြည့်ရှင်းပေးခဲ့တဲ့တာဝန်ရှိသူများကိုပါဆ ਾਇ ယာဖာမှထိရောက်စွာအရေးယူမည်ဟုဆိုမင်္ဂလာပါပရိသတ်ကြီးရှင်မြောင်းများမျိုးအထခါချောင်းရှိចောင်းသူမိန်ကလေးတအူးကိုတခြားចောင်းသူ345ဦးခန့်ကအုပ်စုဖွဲ့အနိုင်ကျင့်ပါရိုက်စပင်ဆွဲပြုလုပ်ခဲ့ကြပြီးထိုင်းကတော့တောင်းမှန်ခိုင်းခဲ့တာကိုဗီဒီယိုကနေတက်စင်သိရှိပေါ်ကြားခဲ့တာဖြစ်ပါတယ် အဆိုပါအကြောင်းအရာဟာပြီးခဲ့တဲ့2025ခုနှစ်ဖေဖော်ဝါရီလအတွင်းကဖြစ်ပွားခဲ့တာဖြစ်ပြီးလက်ရှိမှာတော့အုပ်စုဖွဲ့ပိုင်းရိုက်ခဲ့ကြသူအနိုင်ကျင့်ကျူးလွန်ခဲ့ကြသူအကြောင်းသူတွေကအဆိုပါအထက်က6အကြောင်းမှာဆက်လက်ကြောင်းတက်ရောက်ခွင့်ရရှိနေတာဖြစ်ပြီးပိုင်းရိုက်ခံရသူနစ်နာသူအကြောင်းသူကတော့အကြောင်းဆက်မတက်ရဲလို့ဒီနေ့ဒီချိန်အထိအကြောင်းမတက်ရသေးဘူးလို့သိရပါတယ်။ အဆိုပါကိစ္စနဲ့ပတ်သက်ပြီးအထက်က6ကျောင်းအုံနဲ့ပညာရေးမှုတို့ကဝင်ရောက်ဖြစ်ချင်းပေးခဲ့ကြပေမယ့်ပ ਾਇ ရိုက်ခံရသူမိသားစုဘက်ကတောင်းဆိုခဲ့တဲ့ အုပ်စုဖွဲ့အနိုင်ချင်းပ ਾਇ ရိုက်ခဲ့ကြတဲ့သူတွေရောဗီဒီယိုရိုက်သူပါမကျန်တအုပ်စုလိုပြန်တောင်းပန်ပေးရန်အဆိုပါပ ਾਇ ရိုက်ခဲ့သူကျောင်းသူများအလုံးကိုတခြားကျောင်းသို့ပြောင်းရွှေ့ပေးပါရန်တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့လာရောက်ဖြစ်ရှင်ပေးတဲ့တာဝန်ရှိသူတွေက ပါရိုက်ခဲ့တဲ့အကြောင်းသူတွေကိုចောင်းထုတ်လို့မရလို့ဆိုပြီးဖြည့်ရှင်းခဲ့တဲ့အတွက်သူ့ကိုနိုင်ထက်စီးနေပြုလုပ်ပြီးကိုတိလက်ရောက်စော်ကားသူတွေရှိနေတဲ့အကြောင်းကိုနင့်နာသူចောင်းသူလေးကចောင်းဆက်မတက်ရဲဖြစ်နေခဲ့တာလို့သိရပါတယ်။အဆိုပါကိစ္စရဲ့ဗီဒီယိုပေါ်ပေါက်လာပြီးနောက်မှာတော့အားလုံးကမဖြစ်သင့်ဘူးလို့ယူဆကြတဲ့အတွက်ဝေဖန်မှုတွေရှိလာခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီကိစ္စနဲ့ပတ်သက်ပြီး AR တိုင်းဆာယာဖအရာရှိကိုတိုင်းပါရိုက်ခံရသူចောင်းသူတွေရဲ့အိမ်ကိုတွားရောက်မေးမြန်းအားပေးစကားပြောခဲ့ကြောင်း ကျောင်းသူသမီးငယ်လေးအနေနဲ့နေပြည်တော်ရန်ကုန်ပသိမ်မြို့နဲ့မြေတီမြို့တွင်မဆိုးကျောင်းတက်ချင်မှာကအလုံးစုံအကူအညီပေးသွားမှာဖြစ်ပါကြောင်းနောက်နောက်ဒီလိုအနိုင်ကျင်းမှုမျိုးမခံရစေဖို့အတွက်ကိုပါကာကွယ်ပေးသွားမယ်လို့ပြောကြားခဲ့သလိုပားရိုက်ခဲ့ပြီးတော့အုပ်စုဖွဲ့အနိုင်ကျင်းခဲ့သူတွေကိုရောတာဝန်ရှိသူများကိုပါထိရောက်စွာရေးယူသွားမှာဖြစ်တဲ့အကြောင်းပြောကြားခဲ့တယ်လို့သိရပါတယ်။